ဲ့ခင်ဗျားတို့မေးပြီဗျာအခုဗုဒ္ဓဘာသာကိုးကွယ်နေရလူတွေကျွန်တော်မေးမယ်အဲဒီဂေါတမမြတ်စွာဘုရားကြီးမမွေးခင်ခင်ဗျားတို့ဘလို့ရှ िख ိုးလဲပြောကဲခင်ဗျားတို့မေးပြီဗျာအခုဗုဒ္ဓဘာသာကိုးကွယ်နေရလူတွေကျွန်တော်မေးမယ်အဲဒီဂေါတမမြတ်စွာဘုရားကြီးမမွေးခင်ခင်ဗျားတို့ဘလို့ရှ िख ိုးလဲပြောဟမ်ပြီးတော့နောက်တစ်ခု ခင်ဗျားတို့ခရစ်ယာန်ဘာသာမှာပဲဖြစ်ဖြစ်ကျွန်တော်အစ္စလာမ်ဘာသာမှာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာမှာပဲဖြစ်ဖြစ်ဟိန္ဒူဘာသာမှာပဲဖြစ်ဖြစ်ကမ္ဘာဥစ္စာလူသားဒီနော်အာဒံဖြစ်တယ်အာဒံကျွန်တော်တို့ကအာဒံလို့ခေါ်တယ်အင်္ဂလိပ်လည်းအာဒံပဲခေါ်တယ်ခင်ဗျားတို့ဗုဒ္ဓဘာသာဝင်တွေကတော့အများဆုံးအာတန်လို့ခေါ်တယ်နော်အာတန်နဲ့အင်းဝါပေါ့ဗျာကျွန်တော်တို့မှာတော့အာဒံနဲ့ဟာဝါโอเคအဲ့ဒါကျွန်တော်ပြောနေတာကမ္ဘာဥစ္စာကလူသားဒီသူ့အရင်သူ့ထက်အရင်လူသားဆိုတာမရှိတော့ဘူးသူတွေကမ္ဘာဥစ္စာလူသားဖြစ်တယ်ပရမဥစ္စာလူသားဖြစ်တယ်အဲ့တော့ဒီကမ္ဘာဥစ္စာကလူသားကိုဘယ်လိုဖြန့်စင်းတာလဲပြော အဲ့တော့ခမရဥကျော်ကြီးဟိုပါဟိုဟိုတယောက်ရှိတယ်မြန်မာနိုင်ငံမှာတယောက်ရှိတယ်ဗောဥကျော်ကြီးတိုက်စီမောင်းနဲ့ဥကျော်ကြီးခမရကျွန်တော်မေးမယ်ဗျာနော်အဲ့တော့ခမရတို့ကအဲ့ဒီကပ္ပဥစကနော်လူသားခမရပြောလို့ဗောဗျာလူသားလူသားကိုဖန်ဆင်းတာကတနာကဖန်ဆင်းတယ်လို့ခမရပြောသွားတယ်နော်တနာကဖန်ဆင်းတယ်လို့ခမရပြောသွားတယ်နော်အဲ့တော့ကျွန်တော်ခမရကိုမေးမယ်ဗျာလူသားကိုတနာကဖန်ဆင်းတယ်ဆိုရင်ဘာကြောင့်ကပ္ပဥစလူသားဖြစ်တဲ့နော်ဒီဒီအာတန်ကနော်သူ့မှာအဖေလည်းမရှိဘူးအမေလည်းမရှိဘူးသူဒီ နော်ယောက်ျားလေးနဲ့အဖိုနဲ့အမလိန်ဆက်ဆံပြီးမှရလာတဲ့လူသားမဟုတ်ဘူးနော်သူဒီကဘာဥစ္စာလူသားဖြစ်တယ်သူမှအဖေလည်းမရှိသလိုအမေလည်းမရှိဘူးအဲ့တော့သူ့ကိုဘလူကဖန်ဆင်းတာလည်းပြောခင်ဗျားပြောသလိုတနာကဖန်ဆင်းတယ်ဆိုရင်သူ့ကိုမွေးလာဖို့အတွက်အဖိုနဲ့အမဆက်ဆံတဲ့လူမရှိခဲ့ဘူးအေးအဲ့ဒီအတိုင်းပဲဒါအာဒံအာဒံနော်โอเคဒီဘက်ကကျွန်တော်ဒီဒီခရစ်ယာန်ဘက်ကိုကျွန်တော်သွားမယ်နဗီအီစာဒီခင်ဗျားတို့ပြောတဲ့ဂျေဆပ်ပေါ့ဗျာဂျေဆပ်ကသူ့မှာအဖေမရှိဘူးသူ့အမေကသူ့ကိုဗိုက်ချီးပြီးတော့သူ့ကိုမွေးလာသူ့မှာအဖေမရှိဘူး နော်ဒါခမရအေးတမရခမရလေးလာရခမရသိသိလိုက်မယ်ဗျာအဲ့တော့ခမရတနာကြောင့်လူသားကဖြစ်လာတယ်ဆိုရင်ဘာကြောင့်တနာကြောင့်လူသားကဖြစ်လာတယ်ဆိုရင်တနာကလူသားကိုဖန်ဆင်းတယ်ဆိုရင်ဘာကြောင့်ဒီလူတွေကအပေါ်နဲ့အမမဆက်ဆံဘဲနဲ့ဘာကြောင့်ဒီလူတွေကမွေးလာရတာလဲဖြစ်ပေါ်လာရတာလဲပြောကဲဒီကနေ့ကျွန်တော်အရင်မေးကုန်မေးမယ်ဗျာနော်အဲ့တော့ခမရတို့ကဟိုဗုဒ္ဓဘာသာကအစောဆုံးပါဟိန္ဒူဘာသာကအစောဆုံးပါလို့ပြောနေရလို့ကျွန်တော်မေးမယ်အဲ့တော့ကမ္ဘာဥစ္စာလူသားကဘလို့ရှိခိုးလဲပြောခင်ဗျားတို့ ဒါကျွန်တော်စော်ကားနေတာမဟုတ်နော်ဒါခင်ဗျားတို့စဉ်းစားနော်ဒါကျွန်တော်ရင်ကြီးလေးပြောနေခင်ဗျားတို့စဉ်းစားခင်ဗျားတို့ဟိန္ဒူဘာသာကောဗုဒ္ဓဘာသာမှာကောနော်ခင်ဗျားတို့လက်ရှိကိုးကွယ်လက်ရှိဟိန္ဒူဘာသာကိုပဲကြည့်လိုက်ဗျာနော်တို့ဘလဲခရစ်စနာကိုတို့ကိုးကွယ်တယ်ရှီဘာကိုကိုးကွယ်တယ်ကဲဒီလူဒီဒီတို့ကိုးကွယ်နေတဲ့လူတွေကလူသားတွေဖြစ်တယ်အဲ့ဒီတိုင်းမှာခင်ဗျားတို့ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်နေရလဲလူသားပဲဗုဒ္ဓဂေါတမပြတ်စွာဘုရားကလည်းလူသားပဲအဲ့တော့ဒီလူသားတွေမမွေးလာခင်အခြားလူသားတွေလည်းရှိခဲ့တာပဲကဘာကြီးမှာကဲအဲ့ဒီအခြားလူသားတွေကဘလို့ရှိခိုးခဲ့တယ်ပြော ကဲအဲ့လိုခင်ဗျားတို့ပြောသလိုဗျာကိုအရှိမမွေးလာတဲ့လူသားတွေကိုရှစ်ခိုးတိုင်းဆိုရင်ရှစ်ခိုးတိုင်းဆိုရင်ဒီကနေ့ကဘာဥစ္စာဖြစ်တဲ့အာတန်ကဘလို့ရှစ်ခိုးလဲပြောသူအရှိမလူလူသားဆိုတာထမရှိဘူးနော်သူဒီပထမဦးဆုံးလူသားဖြစ်တယ်ဒါဘာသာတိုင်းမှာလက်ခံထားတယ်အဲ့တော့သူအရှိမလူသားမရှိတော့သူကဘလို့ရှစ်ခိုးလဲပြောအဲ့မေကိုအဲ့မေကိုကျွန်တော်အဲ့ဦးကျော်ကြီးဆိုတဲ့ပုံကိုကျွန်တော်မေးမယ်ဗျာအဲ့တော့ခင်ဗျားထပ်ပြောတယ်ဗာလဲ ငါတို့ဗမာငါတို့ဗမာတွေကတီးနဲ့နဲနဲ့ဒေတာတာငါတို့ကငါတို့ empire ကြီးကကဘာမှအဲဘာလဲဒိတ်တဲ့ empire ဘာညာတည်အကြီးရဲ့သူဂုံယူပြီးပြောနေတာလက်ခံတယ်ခမားတို့ဗမာတွေကတစ်ချိန်က okay ခမားတို့ဗမာတီးနဲ့နဲနဲ့နေခဲ့တယ်ကျွန်တော်လက်ခံတယ်ဒါပေမဲ့ခမားတို့ empire ကြီးကကြီးကျယ်ခံထားတဲ့ empire ဆိုပြီးလာမပြောနဲ့လက်မခံဘူးကဘာမှာတကယ်ကြီးကျယ်ခံထားတဲ့ empire ကြီးအများကြီးပဲအိန္ဒိယ empire နော်တရုတ် empire နော်ဒီဒီယူရိုပါမှာဆိုရင် rom empire နော်ပြီးတော့ abasia empire ခမားတို့တည်လာ abasia empire ဆိုတာ ဘေဘီလုန်ဘေဘီလုန်ဘေဘီလုန်ဆိုတာကဒီအီရတ်အချင်းကအီရတ်အခုအချင်းအခုချိန်မှာတော့အီရတ်လို့ခေါ်တာပေါ့အဲ့ဒီအီရတ်ကလည်းကမ္ဘာမှာနော်တကယ်အကြီးအကျယ်ဆုံး empire ကြီးဖြစ်ခဲ့တယ်နော်အဲ့တော့အဲ့ဒီအဲ့ဒီ empire ပြပြီးတော့ mongol empire ပြီးတော့ဒီဘာလဲ ottoman empire နောက်ဆုံးဒီအကြီးမားဆုံး empire ottoman empire ဒါတွေအားလုံးကဒီဒီ ottoman empire က islam empire နော်အဲ့တော့ခင်ဗျားကျွန်တော်ပြောနေတာကဘာလဲဆိုတော့တကယ်ကမ္ဘာမှာဒိတ်ဒိတ်ချင်း empire တွေရှိခဲ့တယ်အဲ့ဒီ empire တွေက ကဘာရဲ့၃ပုံ၃ပုံဒါမှမဟုတ်ကဘာရဲ့၃ပုံ၄ပုံကိုသူတို့သိမ်းနိုင်ခဲ့တယ်အဲ့ဒါမှတကယ့် empire အကြီးလို့ခေါ်တယ်ခမားကဘာမှမြန်မာနိုင်ငံအလဲပိုင်းနေနေနဲ့ကွက်ပြီးတော့ဟိုတိုင်းခုနှစ်ခုနေရာလေးနဲ့နော်ပြီးတော့ဟိုဘက်ကဟိုရခိုင်တို့မွန်းတို့သွားသိမ်းပြီးတော့အဲ့ဒါခမား empire အကြီးလို့ခမားကတွက်နေရလားဟမ်ညမခမားပြောနေတဲ့ဗမာ empire ဆိုတာကရှင်းတော့အရှိတော်အရှာမှာမလေးမလေးရှား empire နဲ့ရှင်တော်မှဒီမလေးလူမျိုးတွေရဲ့ empire နဲ့ရှင်တော်မှခမားတို့ဗမာ empire တက်တလေခမားတိလာတာမလေး empire ဘယ်လောက်ကြီးခဲ့လဲခမားတိလာဟမ်ကျော်ကြီးဆိုတဲ့ပုံကူ ဟမ်လက်ရှိဘရူနိုင်းအင်ဒိုနီးရှားမှာရှိတဲ့ဒီကလီမန်တန်ဆူလာဝေစီအဲ့ဒီနေရာတွေအားလုံးကမလေးအင်ပါယာစုမိုးခဲ့တဲ့နေရာထိုင်းနိုင်ငံတောင်ပိုင်းပတာနီယာလာဒါရာတီဝတ်အဲ့ဒါတွေအားလုံးကနော်မလေးအင်ပါယာတွေနော်မြန်မာနိုင်ငံဆိုဟိုတနင်္လာရီတိုင်းကြီးကိုတက်ပြီးတိမ့်မှုတယ်မလေးတွေတနင်္လာရီတိုင်းကြီးကိုမလေးတွေတက်တိမ့်မှုတယ်အဲ့ဒါကြောင့်မဟုတ်တနင်္လာရီတိုင်းမှာပရှူးလူမျိုးဆိုတာကမလေးလူမျိုးပဲမှတ်ထားခင်ဗျာအဲ့ဒီမလေးအင်ပါယာတို့မှာခမရတို့ဗမာအင်ပါယာထက်အများကြီးရှိတယ်။ခမရဘာတွေအကြီးအကျယ်ကြီးရှောက်ပြောနေရလဲ။မလေးငါတို့ဗမာအင်ပါယာကြီးကဘလောက်ကြီးကျယ်ခန်းထားခဲ့တာပါ မချွားနဲ့ဗျာခမရအလောက်ဗျာခမရခမရမတိရလူတို့တော့ဂျင်းထဲဗျာကျုပ်တို့လိုတိရလူတို့ဂျင်းလာမထဲနဲ့တဘောပေါက်လားခင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုကျွန်တော်တကယ်ချင်းမိတ်ဆွေတွေအားလုံးအဲ့ဒီပောက်ကိုရှိရောက်ပို့ပေးကြဗျာတော့ စကားအကြီးကြီးပြောလို့ဗျာတဘောပေါက်လားโอเคအစ္စလမ်ဘာသာဝင်မွတ်စလင်ကလေးတွေရောက်ကဦးကျော်ကြီးကိုဒီဘက်ဖိုင်လေးပြလိုက်ပါတဲ့သူတရားတွေမေးပါတယ်တဲ့သူ့ကိုပြန်ဖြေပေးပါဆိုပြီးတော့ live ပေါ်မှာတက်လာတဲ့အတွက်ကိုကျော်ကြီးအနေနဲ့ပြန်ဖြေပြီးမယ်နော် သူကဗုဒ္ဓဘာသာမှာလဲအာဆန်နဲ့အေဝရှိတယ်ဗောနော်သူတို့ဘာသာမှာလဲအာရန်နဲ့အေဝပေါ့မှန်တော့ မွတ်စလင်ဘာသာမှာအာရန်နဲ့အီဝါမဟုတ်ပါဘူးဘာဘာအာရန်နဲ့မမဟောင်းပါပါနော်ခလီတေချာလည်းပြန်ဖတ်ကြည့်ပါအဲ့တော့တခါတက်ပြောတယ်ရေပြင်ကြီးကဘယ်ရရောက်လာတယ်လဲပေါ့နော်ဗုဒ္ဓဘာသာတွေမြတ်စွာဘုရားမပွင့်ငင်မှာဘာဘာသာကိုကိုးကွယ်ကြတယ်လဲပေါ့ဒီစကားတွေကတော့သူပြောတာတွေကတော့အများကြီးပဲနောက်ဒီသုံးခုကိုအဓိကထားပြီးဖြည့်ရှင်းပေးလိုက်မယ်နော်ဗုဒ္ဓဘာသာမှာအာရန်လည်းမရှိဘူးအီဝါလည်းမရှိဘူး အဓိကကကိုကျော်ကြီးကမင်းတို့ကိုတနာတာမင်းတို့ဘာသာရေးကြီးခေါင်းဆောင်တွေကမင်းတို့ခေါင်းတွေကို brain wash လုပ်ထားတာလောကကြီးထဲမှာလိုင်းပေါ်မှာဒီ ID ခကြီးထဲမှာကွာမင်းတို့စာဖတ်ခြင်းကြိုက်တဲ့စာစာရှာဖတ်လို့ရတယ်ဘာသာတရားတွေလေ့လာခြင်းနဲ့ကြိုက်တဲ့ဘာသာတရားကိုမင်းတို့လိုင်းပေါ်မှာလေ့လာလို့ရတယ်အဲ့ဒါတွေကိုမလေ့လာဘဲနဲ့မင်းတို့ဘာသာကြီးခေါင်းဆောင်တွေက brain wash လုပ်ထားတဲ့စကားတွေလိုင်းပေါ်တက်တက်ပြောတဲ့ခါကျတော့အလုံးမတန်မှမင်းတို့သိခါကြတယ် ခက်ပညာတက်လူငယ်တွေဖြစ်ပြီးတော့ဗောနော်ဘလုံးမတန်တိတ်ခါကြတယ်ပညာမဲ့ရကြောက်လောက်အကြီးဟာလာဇာကီနိုင်ကနေစပြီးတော့ဘလိုင်းပကြံပြောလိုက်တဲ့ဇကာကဟိုတရရမော်လဝီတယောက်ပြီးတော့တခါချစ်ကိုကိုကောနာကုံကတပအကုံဆိုပြီးပောက်ရ40တွေပြောသွားတာနော်အဲ့တော့ဒီကဘာလောကကြီးထဲမှာလောကကြီးဖြစ်ချောင်းပြက်ချောင်းကိုမြတ်စွာဘုရားကဘလို့ဟောထားလဲဆိုကတ်လေးကနဲ့ဟောတယ်တန်ဝတ်တထာကြီးကတ် တန်ဝတ်တကတန်ဝတ်တထာကြီးကဝိဝတ်တကဝိဝတ်တထာကြီးကတန်ဝတ်တကဆိုတော့လောကကြီးပျက်စီးသွားတာမိလေလောင်ပြီးပျက်စီးသွားတာလောကကြီးထဲမှာမိလေလောင်ပြီးပျက်စီးသွားတဲ့အတွက်လူတော်ဝါဆိုတာမရှိတော့မိလောင်မြင်ထဲမှာဖြစ်နေတဲ့ငရဲသားတွေပဲရှိတော့မှာအဲ့ဒီမိလောင်မြင်မှာဖြစ်နေတဲ့ငရဲသားတွေတချို့ကကိုယ်တို့ကောင်းမှုတွေလုပ်တဲ့အတွက်ဒီမိလောင်မြင်ရဲ့အလွန်အဘဒရာဆိုတဲ့နေရာမှာနေကြတယ်အဲ့ဒီနေရာကိုရောက်သွားကြတယ် ။အဲဒီမီးလောင်မြေကကဘာတလုံးပြက်လိုက်လို့ရှိရင်စက်ကြဝဠာဂရေတသိန်းတစ်ပြိုင်တည်းပြက်တယ်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားတရားဟောလို့ရှိရင်စက်ကြဝဠာဂရေတသိန်းကိုအာနာဇတ်တက်ရောက်တယ်။မြတ်စွာဘုရားရဲ့အာနာဇတ်ကအဲ့ဒါကြောင့်မလို့စက်ကြဝဠာဂရေတသိန်းတစ်ပြိုင်တည်းပြက်သွားတာချေချင်းကြအောင်အဲ့ဒီစက်ကြဝဠာဂရေတသိန်းရဲ့အလုံးမှာအာဘဒရာဆိုတဲ့နေရာကောင်းကင်ကြီးနေရာတက်နေရာရှိအဲ့ဒီနေရာကိုညာတော့အပြင်တတ္တဝါတွေရောက်တယ်။မရောက်နိုင်တဲ့တတ္တဝါတွေဒီမီးလောင်မြေကြီးထဲမှာလောကငရဲကိုကြာနေ။အဲ့ဒီကနေလောကကြီးတံဝတ္တထာယီကတ်ဆိုပြီးလောကကြီးထဲမှာပြာမီးသွေးတော့မကြံတော့တဲ့အမောင်တိုက်ကြီးတစ်ခုဖြစ်သွားတယ် ဘာမှမရှိတော့ဘူးလောကကြီးထဲမှာအဆိုင်ခဲဆိုလို့အဲ့ဒီအမောင်တိုက်ကြီးထဲမှာလောကန်တရိတ်ငရဲဆိုတဲ့ငရဲခံရမဲ့ကောင်တွေပေါ်လာတယ်အခုနာမီးလောင်မြေကငရဲတွေပဲမိငိမ့်သွားတဲ့ခါမှာလောကန်တရိတ်ငရဲဆိုတာဖြစ်လာတယ်အမောင်တိုက်ငရဲတွေအေးခဲနေတဲ့နေရာတွေထောက်တရနေရာမရှိဘူးကောင်းကင်ဟင်းလင်းမြင်ထဲမှာထောက်တရနေရာမရှိဘူးအမောင်တိုက်ကြီးပဲရှိတယ်တကောင်နဲ့တကောင်လည်းမမြင်ရဘူးအဲ့ဒီငရဲသားတွေကအဲ့ဒီလိုနေတဲ့နေရာကိုတန်ဝတ်တထာကြီးကဲလို့ခေါ်တယ်အဲ့ဒီအကြီးကလည်းဘလောက်ကြာလဲဆိုရင်မရင်မတွက်နိုင်အောင်ကြာတယ်နောက်တော့ဝိဝတ္တကတ်ပေါ့ ။ဝိဝတ္တကတ်ဆိုတဲ့ကမ္ဘာလောကကြီးပြန်တည်လာတာကမ္ဘာပြောလောကကြီးပြန်တည်လာတဲ့အချိန်မှာမင်းမေးတဲ့ရေပြင်းကြီးကဘယ်ရောက်လာလဲအေးခဲနေတဲ့ဒီအမောင်တိုက်ကြီးထဲမှာငွေကြီးဖွဲ့ပြီးတော့အဆိုင်ခဲဖြစ်တယ်။ကောင်းကင်မှာတိမ်နီတက်သွားတာတွေ့လားငွေကြီးဖွဲ့ပြီးတော့တိမ်နီဖြစ်တယ်။အဲ့ဒီတိမ်နီအဆိုင်ခဲဖြစ်ပြီးတော့မိုးပြန်ရွာချတယ်ဘာထူးဆန်းလို့လဲရေတန်နေရငငယ်ရတင်မှုတယ်မလား အဲ့ဒီအေးခဲနေတဲ့နေရာမှာဒီအဆိုင်ခဲတွေဖြစ်လာပြီးမိုးပြန်ရွာတာဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးလေအဲ့တော့ရေပြင်းကြီးဖြစ်သွားတယ်ပေါ့ရေပြင်းကြီးရဲ့အထက်ကောင်းငင်တနေရာမှာမြမဘုံဆိုပြီးတော့ကုတုကံအားလျော်စွာဖြစ်လာတဲ့ဘုံပိတ်မှန်ကြီးပေါ်လာတယ်အဲ့ဒါကိုမြမဘုံလို့ခေါ်တယ်အဲ့ဒီမှာအဘဒရာကနေတည်ပြီးတော့ဒီမြမဘုံကိုဖြစ်မဲ့မြမကြီးတယောက်မဟာမြမလို့ခေါ်တယ်သူ့ကိုသူကအရင်ဆုံးစဖြစ်တယ်လောကကြီးထဲမှာလောကကြီးထဲမှာကြီးလိုက်တော့သူတယောက်တည်းရှိတယ်ဘယ်သူမှမရှိဘူးအမောင်းတိုက်ကြီးပဲရှိတယ်ကြာလာတော့သူပြင်းလာတယ် ငါဘုံကိုလူတွေရောက်ရင်ကောင်းမှာပဲလို့တွေးလိုက်အဲ့ဒီအချိန်မှာပဲသူ့ဘုံကိုအာဘဒရာနဲ့တေးပြီးတော့ရောက်လာတဲ့တတ္တဝါတွေရှိတယ်အာဘဒရာကိုလည်း तू မသိဘူး तू မြင်လည်းမမြင်ရဘူးဒီလောကယူရာ तू မြင်ရတာအာဘဒရာကို तू မမြင်ရဘူးအဲ့တော့ तू ကပထမအုံဆုံးဖြစ်တာမဟုတ်လို့ तू ကပထမအုံဆုံးပုဂ္ဂိုလ်သူ့ကို तू ထင်တာငါစိတ်ကူးလိုက်တဲ့အချိန်မှာဒီတတ္တဝါတွေပေါ်လာတာဖြစ်ခြင်းကြောင့်ဒီတတ္တဝါတွေကငါဖန်ဆင်းထားတာအဲ तू ကသူ့ကို तू ဖန်ဆင်းရှင်လို့ထင်သွားတာ ဲ့တော့ဒီရေပြင်ကြီးပေါ်မှာလည်းလူခင်းမတ်တတဝါတွေရောက်လာတယ်အဲ့ဒီတတဝါတွေအားလုံးမှာယောက်ျားလည်းမရှိဘူးမိန်းမလည်းမရှိဘူးလူလို့လည်းမခေါ်ဘူးဗမာလို့လည်းမခေါ်ဘူးအဲ့ဒါဒီအားလုံးကိုတတဝါလို့ပဲခေါ်တယ်တတဝါဆိုတဲ့ပြည်ညတ်တစ်ခုပဲရတယ်အားလုံးကတပုံစံနဲ့ပဲအလင်းရောင်လေးကိုမှအလင်းရောင်လေးရှိတယ်ကောင်းငယ်မှာဇန်နဲ့နေတယ်ပီတိပဲအစာရှိတယ်ဘာမှအစာမရှိဘူးကြာလာတဲ့ခါအဲ့ရေပြင်ကြီးကအကျော်လေးတင်းလာပြီးနွားနုံမလိုက်တက်တယ်လို့ဖြစ်လာအဲ့ဒီမှာနည်းနည်းဖလျက်ပေါ်လော်လီတဲ့ကောင်နည်းနည်းလက်ကမညှော့ထားတဲ့ကောင်ကအဲ့ဒီဟာကိုရှာလေးနဲ့တို့ကြည့်လိုက်တာတို့ကြည့်လိုက်တော့ အဲ့ဒီမှာအကျော်ပေါင်းတစ်ထောင်စိတ်ပြီးတော့ရတာတဏှာပေါ်လာတယ်အဲ့တော့ကိုကျော်ကြီးခမရကတဏှာကတတ္တဝါတွေကိုတဏှာကဖန်ဆင်းတယ်ဆိုအဲ့ဒီတဏှာပဲမင်းတို့ကအဲ့ရပေါ်မှာနေတာကိုတဏှာလို့ထင်တာဗုဒ္ဓဘာသာရဲ့တဏှာဆိုတဲ့စကားကစင်ဆက်မပြတ်စာလောင်နေတာကိုတဏှာလို့ခေါ်တယ်အဲ့ဒီရတာတဏှာစင်ဆက်မပြတ်စာလောင်လာတာအဲ့ဒါကို တဏ္ဍာအဲ့ဒါကိုကာမတဏ္ဍာလို့ခေါ်တယ်ဘဝတဏ္ဍာဆိုတာကတော့ထိုးထိုးပုံဘဝတွေနှက်ဖြစ်ခြင်းနဲ့မြမာကြီးဖြစ်ခြင်းနဲ့ထာဝရအတ္တတွေရခြင်းတယ်ပေါ့နော်ထာဝရဖန်ဆင်းခြင်းကောင်းကင်မှာနေခြင်းတယ်ဆိုတာအဲ့ဒါဘဝတဏ္ဍာအဲ့ဒီဘဝတွေကိုမှတ်မောတဲ့တဏ္ဍာနတ်သမီးလေးတွေတစ်ဖက်၄900တစ်ဆောင်နဲ့နေခြင်းတယ်ဝိဘဝတဏ္ဍာဆိုတာတိမ်ပြီးပြီကွာမြ мян တိမ်မြ мян အေးတာပဲငါတို့တိမ်ပြီးဘာမှမဖြစ်တော့ပြီးပြီဆိုတာအဲ့ဒါဝိဘဝတဏ္ဍာအဲ့ဒီတဏ္ဍာ၃ပါးကပဲတတ္တဝါတွေကိုဖြစ်စီတာဒီတဏ္ဍာ၃ပါးဒီတဏ္ဍာ၃ပါးကြောင့် ခုနလက်ကမင်းရောက်ထားတဲ့ကာယကံဝစီကံမနှောကံတွေစလုပ်တာအဲ့ဒီကံနေနဲ့တဏနဲ့ပေါင်းလိုက်တဲ့ခါမှာတလိษံတွေဖြစ်ကြတယ်၊နတ်တွေဖြစ်ကြတယ်၊မြမာတွေဖြစ်ကြတယ်၊တတ္တဝပုံစံတွေပေါ်လာတယ်။ဟုတ်ပြီနော်။ဒါဆိုရင်တဏဆိုတဲ့စကားလည်းမရှင်းသွားပြီ။ကမ္ဘာလောကကြီးဘယ်လိုဆက်လာတာလဲဆိုတာလည်းမရှင်းသွားပြီ။ဒါဆိုရင်အဲ့ဒီအချိန်မှာနောက်ထပ်ဆက်ပြီးတော့ရှင်းပြမယ်အကျဲအကျဲအများကြီးရတော့အောက်မှာမင်းမင်းတို့လည်းစာဖတ်မှာမဟုတ်ဘူးလေ။ငါ screen shot ဒီအားလုံးကို အကညာတုတ်ရဲ့ screen shot တွေအားလုံးငါမမ်းမှာထည့်ပြီးတာမင်းတို့သိကျင်နေဆိုရင်စက်ဖက်ပြောရမှာရှင်လုံးအားကြီးလို့လူဘလူဖြစ်လာလဲဆိုတာအရှိကြီးပဲအဲ့ဒီကနေစားတယ်တောက်တယ်ပေါ့ကွာအာမြေစီစားတယ်မြေကြီးစားတယ်တလေးဆန်နေစားတယ်မြေစီကိုအဲ့ဒီမလိုက်တက်လာတဲ့မြေစီကိုစားတဲ့အချိန်မှာပဲကိုရောင်ကိုဝါးပြီးပျောက်သွားတယ်သူတို့တွေအားလုံးထိတ်လန့်သွားအဲ့ဒီအချိန်မှာနေလာနှက်ခတ်ပြီးပေါ်လာတာဒီတောက်လျှောက်အားလုံးရှိပါတယ်နော်အဲ့တော့အာရန်လည်းမရှိဘူးအေဝါလည်းမရှိဘူးအဲ့ဒီတရဝါတွေကအဆုတ်လိုက်အပြုံလိုက်ကြီး ကိုထင်ရှားဖြစ်လာကြတာအဲ့တော့ပရိသတ်တွေ၄မျိုးမှာကိုထင်ရှားဖြစ်တဲ့ပရိသတ်တွေဆိုတာကဘာဦးပရိသတ်တွေကိုခေါ်တာအဲ့လိုကိုထင်ရှားမွေးလာကြတာပေါ့နော်နောက်တစ်ခါကျတော့ချစ်ကိုတို့ပြောတယ်ဒီကောနာကုံတို့ကသပကုံတို့ပေါက်ကရ40ဒီဖျားတွေကိုအလာကဖန်ဆင်းတယ်ဆိုဖန်ဆင်းလားမဖန်ဆင်းလားမင်းတို့မှာကဘာတစ်လုံးပဲရှိတယ်ဟောဒီကဘာကြီးတစ်လုံးပဲရှိတယ်ကဘာဦးဆိုတော့ဖန်ဆင်းရှင်ဘယ်မှနေမှမသိဘူးဘုရားဘာသာကအဲ့ဒီလိုစัจ java လာဂရေတသိန်းသောစัจ java လာမဟာစัจ java လာအစုပေါင်းကမရေမတွက်နိုင်အောင်ရှိတယ်အနတ္တရှိတယ် အဲ့တော့ငါတို့ဆက်ကြဝလာ တစုရဲ့ဖြစ်ပုံပြက်ပုံလေးကိုနမူနာပြောမယ်ဆိုရင် လုံငယ်တော့60တကဘာထက်မှာဝိပတိမျက်စွာဘုရားပွင့်ဟာလားဗုဒ္ဓဘာသာတွေဘာကိုးကွယ်လဲဆိုတာမင်းသိအောင်ပြောပြမယ်လုံငယ်တော့60တကဘာထက်မှာဝိပတိမျက်စွာဘုရားပြည့်ဝိပတိမျက်စွာဘုရားရဲ့တက်တန်းကအသက်8000နှစ်မှာရှိတယ်အဲ့ဒီကနေပြီးတော့30တကဘာရောက်တော့မှာဘုရားပွင့်တယ်30တကဘာနဲ့60တကဘာကြာကဘာပေါင်း60လုံးလုံးမှာဘုရားမပွင့်ဘူး ဖျားကိုးကွယ်စရာမရှိဘူးဒါဆိုဒီလူတွေဘာကိုးကွယ်ကြလဲဆိုတော့မင်းတို့ပြောတဲ့အခုနပထမဦးမျိုးပေါ်ပေါ်လာတဲ့ဖန်ဆင်းရှင်မြမာကြီးကိုကိုးကွယ်ကြတာမြမာကိုးကွယ်မှုကအဲ့ဒါပဲစားတယ်ဘဲကဘာမှာပဲဖြစ်ဖြစ်မြမာကိုးကွယ်မှုကပဲပထမဦးဆုံးဖန်ဆင်းရှင်ကိုးကွယ်မှုကနေစားတယ်တောတွေကိုးကွယ်တယ်တောင်တွေကိုးကွယ်တယ်ဖန်ဆင်းရှင်ကိုးကွယ်တယ်အဲ့ဒီနေအဲ့ဒီနေရာပဲစားတယ်နော်ဖျားမပွင့်မချင်းကိုအဲ့ဒီကိုးကွယ်မှုတွေပဲရှိတယ်မြတ်စွာဘုရားပွင့်လာမှလောကကြီးထဲမှာတစ္ဆာ၄ပါးကိုဟောမှတည်ရတယ်အဲ့တော့ သုံးလက်တကဘာမှာတိခိမျက်စွာဖျားနဲ့ဝိတ္တဘုံမျက်စွာဖျားပွင့်နေအတက်က9000တန်းနဲ့6000တန်းဖြစ်တယ်ငါတို့ဗတ်ရကဘာရောက်လာတယ်ဆိုတော့အဲ့ဒီကဘာ30ကြားထဲမှာလည်းဘာဘရားမှမပွင့်ဘူးအဲ့ဒီကဘာချားနေတဲ့ကဘာထဲမှာလည်းဘာကိုွယ်ကြလဲဆိုတော့အဲ့ဒီဖျားမပွင့်တဲ့အတွက်အဲ့ဒါကြီးအကုန်ကိုွယ်ဒီဗတ်ရကဘာမှာအရင်ဆုံးစပြီးတော့ကောက်ကုတန်မျက်စွာဖျားအနှစ်က4000တန်းမှာပွင့်ကောနာကုံကတ္တဖကုံအခုနောက်ဆုံးပွင့်တဲ့ဂေါရမအဲ့တော့ 4000 3000 2000မြတ်စွာဘုရားလက်ထက်ကျမှာအနှစ်က100ဖြစ်သွားတာကကုတ္တမြတ်စွာဘုရားရဲ့အသက်က4000တန်းမှရှိတယ်မင်းတို့ဘိုင်းဘယ်ချမ်းသာမှရှိရှိအသက်100ကျော်ကျော်ပဲရှိတယ်အာရန်နဲ့အေးဝါဟုတ်လားအသက်4000တန်းဆိုတာမင်းတို့ဘာသာချမ်းသာကြိုက်တဲ့ချမ်းသာမှလိုက်ကြည့်မရှိဘူးဒီကဘာရဲ့အသက်တန်းဘလောက်ကြပြီလဲဆိုရင်ကကုတ္တမြတ်စွာဘုရားရဲ့အသက်က4000တန်းနောက်တစ်ခါကျတော့မင်းတို့ထပ်ပြီးတော့မင်းတို့ဖျားလူတဲ့ကိစ္စတခုပြောဦးမယ်နော်နောက်ပွင့်မယ် မတ္တရဆိုရဲဘုရားအခုမင်းတို့ကြားဘူးနဲ့အရိမတ္တရပေါ့နော်ဗုဒ္ဓဘာသာကျမ်းစာမှာအရိမတ္တရဆိုတာမရှိဘူးမတ္တရဆိုရဲဘုရားပွင့်လိမ့်မယ်လို့မြတ်စွာဘုရားကပါဠိကဝတ်မှာဟောထားတာရှိတယ်အဲ့ဒီဘုရားကလည်းပွင့်မှာအနှစ်ရှစ်တောင်းတန်းမှာပွင့်မှာနော်ယေရှုလည်းမဟုတ်ဘူးမိုးအမတ်လည်းမဟုတ်ဘူးဘုရားလူမနေနဲ့မင်းတို့ဘုရားတွေမင်းတို့ဘာသာကမိုးအမတ်ပဲဖြစ်ဖြစ်ယေရှုပဲဖြစ်ဖြစ်ဘုရားမဖြစ်နိုင်ဘူးဘုရားဖြစ်တော့တဲ့အစင်တန်းလည်းမရှိဘူးတမန်တော်မြတ်စွာဘုရားတို့မြည်သည်ဘယ်ဘုရားပဲပွင့်ပွင့် ဘယ်ခေတ်ကာလမှာပဲဖြစ်ဖြစ်တစ္ဆာ၄ပါးတရားပဲဟောတယ်။ဒီလားတစ္ဆာ၄ပါးတရားပဲ။စကားကဒီစကားပဲ။တရားလည်းဒီတရားပဲ။ဘာမှထူးထူးဆန်းဆန်းပြောင်းလဲသွားတာမရှိဘူး။မင်းတို့ရဲ့တမန်တော်တွေကတော့မိုးဇက်ကတမျိုးပြောတယ်။ဟုတ်ပြီနော်။ယေရှုကတမျိုးပြောတယ်။မိုဟာမက်ကတမျိုးပြောတယ်။တယောက်တမျိုးစီပြောတာ။တယောက်တမျိုးစီမတည့်ကြဘဲနဲ့အချင်းချင်းတတ်လာခဲ့တဲ့ခရုစိတ်စစ်ပွဲကြီးဟာနှစ်ပေါင်းထောင်နဲ့ချီနေပြီ။ transition တယောက်တည်းကလာပြီးတော့လွတ်လိုက်တဲ့တမန်တော်ချင်းအတူတူစကားတယောက်တုံးစီပြောတယ်တို့ဗုဒ္ဓဘာသာမှာကတမန်တန်ဗုဒ္ဓတို့မြည်သည်စကားတစ်မျိုးပဲပြောတယ်အဲ့ဒါတစ္ဆာလေးပါပဲဘယ်ဖျားမဲပုံပုံတစ္ဆာလေးပါတစ်မျိုးပဲဟောတယ်ဟုတ်ပြီလားဒါတော့ဆိုရင်တော့ငါကြည့်လေဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ကောင်းကောင်းနားလည်မယ်ထင်တယ်မင်းတို့သိကျင်တဲ့အကြောင်းအရာတွေကိုကိုကျော်ကြီးကအောက်မှာ screen shot တွေနဲ့မင်းတို့ပေးထားလိုက်မင်းတို့ဝင်ဖတ်လို့ရတယ်ဟုတ်ပြီနော်